ကွယ်လွန်သားပြီဖြစ်တဲ့ကန်ဝင်လက်ဝဲချန်ပီယံဟောင်းမိုဟာမက်အလီရဲ့တွင်းချံရုပ်အလောင်းဟာဆွန်လ9ရက်နေ့မှာလူဝစ်ဗီကိုဆက်ရောက်လာပါတယ်။ကန်တကီမှာရှိတဲ့လူဝစ်ဗီဟာအလီရဲ့အမွေရဲ့စာတီလည်းဖြစ်ပါတယ်။ဆွန်လ3ရက်ကအလီကွယ်လွန်သွားပြီးတဲ့နောက်သူ့ရဲ့အလောင်းကိုအရီဇိုနာကနေလေရင်နဲ့တင်ဆောင်ပြီးစာတီမြို့ကိုပြန်လည်ဆောင်ယူလာတာပဲဖြစ်ပါတယ်။အမေရိကန်ကုန်ဆောင်အကစားသမားဟောင်းကြီးရဲ့ရုပ်အလောင်းဟာလေစိတ်ကိုဆက်ရောက်လာခဲ့တဲ့နောက်အသင်းဆောင်ကျူနေတဲ့ဂုံပြူရင်နှန်းက လက်ဆင့်ကတည်ယူပြီးဇာပနအခမ်းအနားချင်းမမနေကိုပို့ဆောင်ပေးခဲ့ပါတယ်။ Louis V မှာတော့အလီဟာဒေတာခန့်သူရဲကောင်းတယောက်လို့သတ်မှတ်ခံရပြီးကန်တက်ကီစီးတီးမှာလည်းအများပြည်သူရှေ့မှောက်မှာခန်းခန်းနားနားဇာပနအစီအစဉ်တစ်ခုကျင်းပဖို့ပြင်ဆင်ထားပါတယ်။အလီကို1942ခုနှစ်ဇန်နဝါရီလ18ရက်နေ့က Louis V မှာမွေးဖားခဲ့ပါတယ်။အလီကစာတိဒေတာကိုအင်မတန်ချစ်မြတ်လို့သူဖြစ်ပြီးသူ့ရဲ့လက်ဝဲသမားဘွားအစောပိုင်းနေရက်တွေတုန်းက ကျိုးဝိုင်းထဲမှာ Do is we love ဆိုတဲ့နာမည်နဲ့ရှင်ပြိုင်ထိုးတက်ခဲ့မှုပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မှာတော့အလီဟာအသက်ရှူရခက်ခဲလာတဲ့အခြေအနေတွေကြောင့်အရီဇိုနာမှာဆေးရုံတက္ကူတမှုခံယူခဲ့ပေမဲ့နောက်တရမှာကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်ချိန်မှာအသက်84နှစ်ရှိပြီလို့လည်းသိရပါတယ်။